မိဘပြည်သူများရှင် Prime Media မှာတင်ဆက်မှုဖြစ်ပါရှင်။ကျွန်မသတင်းမတင်ဆက်ခင်လေးမှာပထမဆုံးပေါ့နော်။ပြောပြချင်တာပေါ့ပေါ့ပါလေးပါရှင်။ကျွန်မလာစကြတာပေါ့နော်။ဟိုကုန်းမတ်မှာလာရေးကြတာ။အမားနဲ့အမမားနဲ့ကုန်းကြီးချက်အနဲ့အောင်ထဲပဲရှိရလား။အဲ့ခါခါလာမေးရရှင်သိလား။ကျွန်မလည်းခဏခါရှင်းပြပါရတယ်။အခုလည်းထပ်ရှင်းပြလိုက်အောင်ပဲပေါ့နော်။ဒါတော့အနဲ့အောင်ဆိုတာကလေဘယ်ရောင်နဲ့မဆိုလိုက်တယ်။အဲ့တော့ကျွန်မရုံကန်းထဲမှာဆိုတခြားကုန်းကြီးမရှိအောင်မရှိပါလေ။ဒါပေမဲ့လွတ်လွတ်ကူကူဝတ်လို့ရတာသူ့ပဲရှိလို့ အောက်မှာဘိုင်းကြီးပဲဝတ်တာဝတ်တာသူ့ဝတ်လာအဆင်ပြေဘာလဲအဆင်ပြေရဒီတော့သူ့ကိုကျွန်မရွေးချယ်ဖြစ်တယ်ဗောနော်သူ့ဒီအရေးချင်းတစ်ခုရှိနေတယ်ဒီကောက်အင်းကြီးဟာဒီလားအခြားကောက်အင်းကြီးဆိုရင်အစိမ်းတို့အနီးတို့ခဲလေးတို့မရှိဘူးမဟုတ်ရှိရဒါပေမဲ့အောက်ကအင်းကြီးနဲ့သူ့နဲ့လိုက်ဖက်မှုရှိမရှိကျွန်မတွတ်ဆနေရသေးတယ်အနဲ့အောင်ကြတော့မလိုဘူးသူကအားလုံးနဲ့ okay တယ်အဲ့တော့ကျမတို့လူသားတွေဟာလည်းဒီအနက်ရောင်ကုတ်လေးတစ်ထည့်လိုပဲဒီလိုအရေးချင်းမျိုးကတော့ကျမတို့အားလုံးမှာတစ်ခုချင်းစီတော့ရှိတဲ့နေရှင့် လူတိုင်းမှာကုံအင်ကြီးအနက်အောင်လေးတစ်ထည့်အင်ကြီးအနက်အောင်လေးတစ်ထည့်ရှိကြသလိုပဲကျမတို့ဟာလည်းဒီအနက်အောင်အင်ကြီးလေးတစ်ထည့်ရဲ့ရည်ချင်းလိုမျိုးဘယ်ခါလာနဲ့မဆိုလိုက်ဖက်ညီစွာနေတတ်ဖို့ဘယ်ခါလာနဲ့မဆိုကိုကလိုက်ဖက်ပြီးတော့ပေါ့နော်အော်သူနဲ့ကိုနဲ့အစဉ်ဥစ္စာဖြစ်လိုက်တာနဲ့ तू ကကိုကြောက်ကိုပြီးပေါ်လွင်သွားတာမျိုးဒီလိုဆွမ်းဆောင်ရင်ကုံတက်တည်လေးရှိရမယ်ရှင့်ဒါကျမအနေနဲ့ကုံအင်းကြီးအနက်အောင်လေးတစ်ထည့်ကနေစဉ်းစားမိတာလေးတွေကိုအတူရှင်းလေးပြောပြတာပါ။ကျမတို့ကခါကြရင်အယောင်ဆွဲဆိုတာရှိကြရလေ အားလုံးအစိမ့်လားအဝါလားအနီလားအပြာလားစသဖြင့်ပေါ့နော်ဒါပေမဲ့ကို့အရောင်နဲ့သူများနဲ့ကိုက်အောင်ဘယ်လိုနေရမလဲဆိုရဲအပိုင်းကြတော့စက်မစင်းစားကြတော့အနီအနီချင်းမဲ့အဆင်ပြေမယ်အဝါအဝါချင်းမဲ့အဆင်ပြေမယ်အပြာအပြာချင်းမဲ့အဆင်ပြေမယ်ဆိုရဲပြဿနာကမြန်မာနိုင်ငံမှာလက်ရှိဖြစ်နေတဲ့အကြီးမားဆုံးပြဿနာပဲကျန်တဲ့စစ်ပွဲတွေနိုင်ငံရေးယူဆမတူတာတွေတူတာတွေဘေးဖယ်ထားအရောင်မတူရင်ပြဿနာရှာတာကအဲ့ဒါပြဿနာ ီတော့တနိုင်ငံလုံးကအနဲ့ရောင်ကဝင်းကြီးလေးလိုမျိုးစိတ်ထားမျိုးထားတတ်ဖို့လိုတယ်။ဘယ်ရောင်နဲ့ပဲကြိုက်လိုက်ကြိုက်လိုက်အစဉ်ပြေးနေမှာဖြစ်မယ်။ဒီလားပေကူဂုံသက်တည်းကအဲ့လိုမျိုးဖြစ်နေမှာဖြစ်မယ်ရှင့်။ဒီတော့ကျွန်တော်နိုင်ငံအေဂျင့်ပါပါနော်။အဲကြောင့်အနဲ့ရောင်ကဝင်းကြီးလေးလိုမျိုးစိတ်တက်လေးတွေမိဘပြည်သူများထားဖို့လိုတယ်၊လူငယ်လေးထားဖို့လိုတယ်၊ဒါလေးတွေလေ့ကျင့်ပြောထောင်ဖို့လိုပါတယ်။ကျမောင်းနိုင်ငံဒီမိုကရေစီလိုချင်တယ်ဆိုတော့ကျမတို့ကိုယ်တိုင်ကဒီမိုကရေစီရဲ့စံနှုန်းတွေနဲ့ကိုက်ညီစွာနေထိုင်နိုင်တဲ့ပြည်သူတွေဟုတ်ရလားဆိုတော့အရင်ဆုံးစမ်းစစ်ရမှာဖြစ်ပါရဲ့ရှင့် ဒီတော့မှသာကျမတို့ကဒီမိုကရေစီပေါ့နော်စီကံပြေဝတော့ဒီမိုကရေစီနိုင်ငံသစ်တစ်ခုစီကိုတိစောက်နိုင်မှာဖြစ်ပါရဲ့။ဒီတော့ကျမတို့အားလုံးကကုန်အင်ကြီးအနက်ရောင်လေးလိုမျိုးဘယ်အရောင်နဲ့မဆိုအစဉ်ပြောင်းနေတတ်ပြောတတ်ဆိုတတ်ရမယ်။သူများပေါ်မှာနားလည်ပေးတတ်ရမယ်။ကို့ကြောင့်သူများပို့ပြီးတော့ပေါ်လွင်သွားတာမျိုးလေးကိုပဲကျမတို့ကုန်သက်တီထဲမှာထည့်သွင်းထားမှာဖြစ်ပါရဲ့။ဒါဆိုတော့ကျမအနာဂတ်အတွက်လှပတဲ့ ရောင်စုံပန်းခင်လေးတဲ့မှာကျွန်တော်တို့ပြောနိုင်မှာပေါ့ရှင်အဲ့လိုမှမဟုတ်တော့တယောက်နဲ့ပဲနေကြပေါ့ဒါပဲရှိတယ်เนาะတယောက်နဲ့ပဲနေကြပေါ့เนาะအဲ့လိုတော့ရှိပါရှင့်ဒါသတင်းမတင်ဆက်ခင်လေးမှာစဉ်းစားသုံးသပ်စရာလေးတခုကျွန်တော်ပြောပြတာပါကျွန်တော်တို့အခုနောက်ပိုင်းမှာဆိုရင်အရန်ခစ်စားနေတဲ့စကားလေးတခုရှိပါရှင့်အဲ့ဒါပါလဲဆိုတော့စစ်ရနာရှင်ခြုံငင်းရေးတဲ့ဟုတ်ပါလိမ့်ဟိုစစ်ရနာရှင်ခြုံငင်းရေးပေါ့ရှင်စစ်တပ်ကလက်နက်အားကိုးနေပြည်သူအနိုင်ကျင့်နေပေါ့ဆိုပြီးတော့သူတို့စစ်ရနာရှင်ခြုံငင်းရေးဆိုပြီးလုပ်ကြတာပဲညံပြီးတော့စူးစမ်းလိုက်ကြတာ ပေါ့နော်အဲ့တော့ဆန္ဒပြတဲ့ကိစ္စအနေပြီးတော့ဘီတက်တွေဖြစ်ပေါ်လာရယ်ပေါ့ရှင်ဆရာနာရှင်ခြုံငိမ့်သွားလာကျမကြည့်ရတော့လေသူတို့ဆရာနာရှင်ဆိုပြီးတော့ဒီပုပ်ကိုပေါ့နော်ဒီပိုကြုံမှုကြီးကိုဆွဆွဲလိုက်တယ်ပြီးတော့ဆရာနာရှင်ခြုံငိမ့်ရေးဆိုပြီးလှုပ်လိုက်တာဟာအခုဆရာနာရှင်လေးတွေအများကြီးပဲပွားလာပြီသိလားပိုကြုံမှုကြီးကဆရာနာရှင်ဟုတ်မဟုတ်တော့မသိဘူးဆရာနာရှင်အစ်စ်တည်းကတော့သကိုင်းတိုင်းလိုပါတော့အခုအများကြီးပဲတိုင်းလက်လက်ကိုင်းနေမှာဆိုတော့အများကြီးဖြစ်နေကြပြီရှင်သိလားအခုမိုးကုတ်တို့ ဘာလို့ဆိုရင်အဲ့ဒီစန်နာရှင်တန်ကိုကောင်းကောင်းကြီးခံနေရပြီလှိမ့်ပြီးတော့အဲ့ဒီတော့အခုချိန်ကြီးတော်လှန်ရေးတော်လှန်ရေးဆိုပြီးအော်နေရတဲ့သူတွေလှုပ်နေတဲ့အလုပ်တွေကစန်နာရှင်ချုပ်ညွှေးမဟုတ်ဘူးစန်နာရှင်ပွားများကြီးနော်မှတ်ထားရှင်သိလားစန်နာရှင်ပွားများအောင်လှုပ်နေတဲ့သူတွေရဲ့ပါဇက်ကစန်နာရှင်ချုပ်ညွှေးရေးဆိုတဲ့စကားကိုမသုံးနဲ့ရှင်စန်နာရှင်ချုပ်ညွှေးရေးလှုပ်နေတာကကျမတို့တွေသိလားကျမတို့တွေကတက်မလို့နဲ့ပတ်သက်တဲ့အရာတွေကိုဝေဖန်ထောက်ပြပြောဆိုတယ် တက်မလို့ဘက်ကနေပြီးတော့ဘယ်အရာကိုမှတရားလက်လွတ်မလုပ်ဖြစ်အောင်လို့ကျမတို့ကထိန်းချောင်းပြီးတော့ဘယ်လိုပြောရမလဲဥစ္စာဖြစ်ပေးအောင်ထိန်းကုတ်ပေးတာပေါ့ပြည်ပြည်သူအတန်လေးတင်ဆက်ပေးရတက်မလို့ဘောမကြိုက်တဲ့ပြည်သူမကြိုက်တဲ့အချက်တွေရှိရင်ကျမတို့ပြောပြပေးရသူတို့အဲ့ဒီမှာပြုပြင်တယ်ဒါကကျမတို့စစ်ရလာရှင်ခြုံငင်းရေးကိုပြည်သူရောနိုင်ငံရောမထိခိုက်အောင်လုပ်နေတာရှင်ကျမတို့မီဒီယာပညာနဲ့လုပ်နေတာကျမတို့ကတော့မှအဲ့ခေါင်းစဉ်တက်လို့ရတယ်တိလားငါတို့ဒီ နိုင်ငံတော်မထိခိုက်တဲ့နီလန်ပြည်သူတွေမထိခိုက်တဲ့နီလန်နဲ့စစ်အာဏာရှင်ခြုံငိမ့်ကိုလုပ်နေတဲ့လူတွေစီကံပြေးွားတဲ့ဒီမိုကရေစီနိုင်ငံတော်သွားနိုင်ဖို့အတွက်တပ်မတော်ကနိုင်ငံရဲ့အခန်းကဏ္ဍကနေပြီးတော့ထိတလန်းချင်းတလန်းချင်းအထိခိုက်မရှိဘဲနဲ့စုပ်သွားနိုင်ဖို့အတွက်နိုင်ငံရေးသမားတွေရေရှင်းရှိလာအောင်ပြည်သူတွေနိုင်ငံရေးအမြင်ကျွဲဝလာအောင်ပြည်သူတွေနိုင်ငံရေးမှာစဉ်းစားတွေးခေါ်တက်လာအောင်ပြီးတော့ကိုယ်နိုင်ငံရဲ့ပထဝီနိုင်ငံရေးကိုနားလည်ပြီးတော့ကိုယ်နိုင်ငံပေါ်မှာပေါ့နော်လော်ဝကြီးအုပ်ချင်တဲ့အနေအထားမျိုးတွေ ကိုယ်နိုင်ငံရဲ့အင်အားစုတွေကိုဖြိုလဲခြင်းနဲ့ရန်သူတွေစသဖြင့်ဒါလေးတွေနားလည်အောင်ရှင်းပြပြီးတော့ကျမတို့ကမြန်မာနိုင်ငံမှာစစ်အာဏာရှင်ချုပ်နှိမ်ရေးကိုတကယ်လုပ်နေတဲ့သူတွေဆိုတာအဲ့ဒါကျမတို့ပဲကျမတို့ကသူတို့မဟုတ်ဘူးသူတို့ကစစ်အာဏာရှင်ပွားများကြီးလုပ်နေတာနော်တနေ့တခြားစစ်အာဏာရှင်တွေပွားများလာအောင်လုပ်နေတာအဲ့ဒီပြည်ပြေးမီဒီယာတွေနဲ့ PDF ကို ထောက်ခံနေတဲ့သူတွေပဲ PDF တွေပဲ UNG တွေပဲ ကျမပြောတာလက်မခံဘူးဆိုတော့သူတို့စိုးမိုးထိတ်ချုပ်ထားတဲ့နေရာမှာတွန်းနေကြည့်လိုက်ဆက်အနာရှင်တွေဘလောက်များနေလဲဆိုတော့ကိုတိုင်ကိုကြဘဝတန်ငန်းစာယူကြည့်လိုက်ပါရှင့်ဒီတော့လူငယ်တွေကဆက်အနာရှင်ချုပ်ငင်းရေးဆိုတော့တကယ်လှုပ်ချင်တယ်ဆိုရင်တော့နီးလန်းတကြလှုပ်ပါနော်အဲ့တော့တချို့တွေကပေါ့နော်ကိုယ့်ကိုဆက်အနာရှင်ချုပ်ငင်းရေးချုပ်ငင်းရေးဆိုရှောက်ပြောနေကြလို့လေပြီးလို့ရှိရင်တို့ကဆက်အနာရှင်ချုပ်ငင်းရေးဆိုပုစံတောင်းလိုက်တည်ရမယ်ဆက်အနာရှင်ချုပ်ငင်းရေးလှုပ်ရလို့လေတို့ကပုစံတောင်းတယ်ပြည်သူစီရမယ်ခက်တီတီနဲ့ ကြည်သူရတယ်နော်ခါကြရတယ်သူတို့ပြုတ်လို့မြန်လည်းခံရတယ်သူတို့ဆွဲရလည်းခံရတယ်သူတို့ဒဏ်လည်းခံရတယ်သူတို့လှုပ်လိုက်လို့ပွားထားတဲ့ဆက်ရနာရှင်တွေဒဏ်လည်းခံရတယ်အပြင်သူတို့ပတ်စံမှာပေးရတယ်ရေနော်တာမန်ဝတ်ကြွေးတော့မဟုတ်ပြည်သူရတယ်လေအဲ့လိုတခုတော့ရှိပါရှင်ဒါကတော့ပြပြတာပါဆက်ရနာရှင်ခြုံရင်းကိုတကယ်လှုပ်ဆောင်နေတဲ့ဘသူတွေလဲဆိုတော့ကျွန်မရှင်းပြတာပါရှင်လက်ခံခြင်းမခံခြင်းရတော့နားထောင်နေသူရဲ့စိတ်သဘောထားနဲ့ပဲဆိုင်ပါရယ်နော်ကျွန်မအဲ့လိုပဲပြောချင်ပါရှင်ဒီမှာပြည်သူများရှင်ကျွန်မအခုတင်ဆက်ပေးခြင်းတဲ့တဲ့လေးရပါတော့နော်ဒလိနေ့နှစ်ခုကျွန်မချိတ်ဆက်ပြီးတင်ဆက်ပေးခြင်းပါရှင် ။ဘာကြောင့်လဲဆိုတော့ကျမတို့နိုင်ငံရဲ့လုံခြုံရေးနဲ့ပတ်သက်တဲ့ကိစ္စလေးပါပဲရှင်။အကြည့်သူတွေအတွက်ပေါ့နော်။ပြည်သူရဲ့လုံခြုံရေးဟာဆိုရင်ကောင်းမွန်စွာလှုပ်ဆောင်နိုင်တဲ့အခြေအနေတွေမှာအစဉ်ပြေပြီးတော့ကောင်းမွန်စွာမလှုပ်ဆောင်နိုင်တဲ့အခြေအနေတွေမှာတော်တော်ဆိုးွားနေရဆိုကိစ္စလေးပေါ့။တည်နှစ်ခုနဲ့ကျမထိတ်ဆက်ပြောချင်တာ။တကူကပါလဲဆိုတော့ဒီဥစ္စာပေါ့နော်။စကိုင်းလိုက်ဒေသကြီးမုံရွာမှာဖြစ်သွားတာပါရှင်။သားမိနှစ်ဦးကိုဒီအမျိုးသမီးလေးစိုင်းထိုင်တဲ့နေရာနေပြီးတော့ပေါ့နော်။ ပြန်မေးဆွဲသွားတာဒီရန်ဥစားပေါ့ PDF တွေကပြန်မေးဆွဲသွားတာပြန်မေးဆွဲသွားတာဆိုတော့ကလေးပါခေါ်သွားတယ်ကလေးလေးကသူ့ရဲ့သားလေးပေါ့နော်သုံးနှစ်သားလေးပဲရှိသေးတယ်သူတို့သားမီးကိုခေါ်သွားတယ်ခေါ်သွားပြီးရဲ့ခါမှာသူတို့ရဲ့စခန်းမှာသွားပြီးတော့ဖွက်ထားတယ်ပေါ့အရှင်ပြန်မေးဆွဲပြီးတော့ငွေညှစ်ချင်တဲ့ပုံစံမျိုးနဲ့တွေ့ပါတယ်ဒါမဲ့ဒီဘက်ကနေပြီးတော့လုံချုံရဲ့အဖွဲ့ဝင်တွေကဆိုရင်သတင်းရရချင်း ဒီကျမ်းမတ်သမားတွေလည်းဖမ်းနိုင်ခဲ့တယ်။ကျမ်းမတ်သမားတွေစစ်ဆေးပြီးတော့ဒီသားမီးမြောင်ဘာမှဖမ်းနာလဲဆိုပြီးစစ်ဆေးတဲ့ခါမှာစခန်းတည်နေရတဲ့တည်ရတဲ့အဲ့စခန်းကိုသွားပြီးတော့တက်ခိုက်တယ်၊တိမ့်ပိုက်တယ်၊သားမီးမြောင်ပြန်ခဲ့လာတယ်။အဲ့ဒီမှာကျမ်းမတ်သမား၃ယောက်ဟာဆိုရင်လည်းသူတို့ဒါတက်ခတ်ရှင်းလင်းလိုက်တယ်ပေါ့နော်။အဲ့လိုပုံစံမျိုးဖြစ်ခဲ့ရှင်။ဒါကလုံခြုံရေးအဖွဲ့ဝင်တွေရဲ့စွမ်းဆောင်ရည်ပြီးွားတဲ့အခြေအနေတစ်ခုမှာဒီပြည်သူသားမီးနှစ်ဦးရဲ့အသက်ချမ်းသာရခဲ့ပြီးတော့ပြည်သူတွေဒုက္ခပေးနေတဲ့ကျမ်းမတ်သမားတွေဟာ ဖမ်းမိရလူလည်းဖမ်းပြီးတိတ်ဆုံးတဲ့သူလည်းတိတ်ဆုံးဆိုတဲ့ကောင်းမွန်တဲ့ရလက်တစ်ခုရခဲ့တာပေါ့နော်ဒီလိုရလက်မျိုးကျမတို့ပို့ပြီးတော့ကျေပြန့်အောင်ပို့ပြီးအရေးချင်းရှိအောင်လို့စူးစမ်းရမယ်လို့ကျမမြင်ပါတယ်ချက်ဒီတော့မှသာပြည်သူတွေကိုကျမတို့ကစောင့်ရှောက်ပေးတယ်ပါပေါ့နော်ကျမနိုင်ငံမှာခုဓမြတိုက်တာတွေပြန်ပေးဆွဲတာတွေတက်ဖြတ်တာတွေရများနေတာလေဒီတော့ဒီကိစ္စရဲ့ဒီကလုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့စွမ်းဆောင်ရေးမြင်မာလာတာနဲ့အမြတ်ဓာတ်လေးကိုကျမတို့ကင်တွယ်ဖြေရှင်းနိုင်မယ်လို့ယုံကြည်ပါတယ်ချက်ဒါလေးကသတင်းကောင်းလေးတစ်ခုပါပဲနော် နောက်ထပ်တစ်ခုကကြတော့ဒီလိုပဲလုံခြုံရေးကိစ္စပါပဲရှင့်အဲ့ဒါပါလဲဆိုတော့ဒီဥစ္စာပေါ့နော်ပကိုးတိုက်တာဝေခံမှာဖြစ်သွားခဲ့တာအမျိုးသားတူနဲ့အမျိုးအမျိုးသမီးတူဦးပေါ့နော်သူတို့ကဆိုသူတို့ဖောကားနဲ့ဒီလန်ခီးမှာလာနေတဲ့အချိန်မှာပီတက်တရလမ်းမှာဖြတ်ပြီးတော့တတ်ခဲ့တာရှင့်တတ်ဖြတ်သွားတာပေါ့နော်ဖန်စီပြီးတတ်ဖြတ်သွားတာပေါ့ရှင့်အဲ့လိုတတ်ဖြတ်ပြီးရဲ့အခါမှာဆိုရင်ဒီတတ်ဖြတ်ပြီးရဲ့အချိန်မှာတော့ဒီအမျိုးသမီးညောက်ကိုဘသူတတ်တယ်ဘယ်ရတတ်တယ်ဆိုပြီးတော့ ဟိုစဉ်းစားတွေးခေါ်နေရတဲ့အပိုင်းပေါ့နော်ဘသူတက်တာလဲပါလဲဆိုမသိသေးတဲ့အချိန်မှာတာဝီခရိုင်တရင်383ညနဲ့တက်ခွဲကားနေပြီးတော့စားစောင်းထုတ်လာတဲ့ချက်အိစာလေးဆိုမှပြသထားပါမယ်နော်အိစာလေးမှာပါတဲ့အကြောင်းအရာကတော့သူတို့သတင်းထုတ်ပြန်ချက်၄မြင်းဆောင်2025ဆိုပြီးရေးထားတယ်သူတို့ကဒီဘကိုးတိုက်တာဝီခိုင်မင်းလားမြို့နယ်ရွှေကုန်းအောက်စုဘန်ပွေးကုန်းကျေးရွာမှာနေရတဲ့စစ်တပ်သတင်းပေးပြူစောတီညဆောင်ဦးနဲ့တော်လို့ပြီးို့တဲ့သူက ၄ရက်၅လ2025ရဲ့နေ့ပါပေါ့နော်ဖမ်းလိုက်တယ်ဖမ်းပြီးရဲ့အခါမှာဒီသူ့ရဲ့ forecast ကိုပါခေါ်ပြီးတော့သူတို့တက်ရင်ပေါ့နော်တက်ရင်383ညနေကိုခေါ်လာတယ်အဲ့လိုခေါ်လာတဲ့အချိန်မှာတဲ့သူကစစ်ကြောင်းပေါ့နော်စစ်တပ်စစ်ကြောင်းတက်လာပြီးဆိုပြီးသတင်းရတော့သူကတိုက်ပွဲထွက်မယ်ပေါ့နော်ထွက်မယ်ဆိုတဲ့အချိန်မှာဒီအမျိုးသားနဲ့အမျိုးသမီးကထွက်ပြေးရဲ့ထွက်ပြေးတဲ့အခါမှာသူကလိုက်ပြီးတော့ပြစ်ခတ်တယ်ပေါ့နော်ပြစ်ခတ်တဲ့အခါမှာဒီမျိုးသမီးမျိုးသားနှစ်ယောက်လုံးတိတ်ဆုံးသွားခဲ့လို့သိရရဲ့ရှေးထားရပေါ့သူတို့အဲ့တိုင်း ပြီးတော့လည်း၎င်းတို့ထံကနေဖောကာဒစီစကားစာမြန်နဲ့ဆက်သွယ်ပြောဆိုထားတဲ့ mobile phone တစ်လုံးလက်စွပ်တစ်ခွင်းနဲ့ငကတ်တင်အောင်သိမ်းဆဲရသိမ်းဆဲထားရဆိုပြီးရေးသားထားပါရဲ့ရှင့်ပြီးတော့ဒီသိဆုံးသွားတဲ့ဦးမြစော်ဦးနဲ့ဒေါ်လိုပီရတဲ့ဒီစကားစာထံကိုမမှန်သတင်းပေးရပြည်သူတွေဖမ်းခံစားသဖြင့်ပေါ့ဆွဆွဲချက်တွေအများကြီးရှောင်ရေးထားတာပေါ့ဒီလူတွေကိုသူတို့တိုက်ရတဲ့အကြောင်းရှင်းကိုခိုင်လုံအောင်လို့သူတို့စာတမ်းပေးတယ်ရေးထားတာပေါ့ရှင့်အဲ့လိုရေးပြီးရခါမှဆိုရင်တရားတရားရှင်းပြရင်ဒီလူနှစ်ယောက်ကိုသူတို့အဖွဲ့တိုက်လိုက်တယ်ဆိုတော့ဝန်ခံချက်ပဲပေါ့နော်ဝန်ခံချက်ပဲ ီတော့စာထဲမှာရေးထားတဲ့အကြောင်းအရာတွေကမှန်ခြင်းမမှန်ခြင်းဘယ်သူတတ်တယ်ပြုမှာလဲရှင့်ကျွန်မမေးချင်တာကလေလူတစ်ယောက်ကိုတတ်ပြီးတော့လူနှစ်ယောက်ကိုတတ်ပြီးတော့ဘောနော်ဒီလိုစာလေးထုတ်ပြီးတော့တတ်တယ်ပြလို့ရလား PDF တွေရဲ့တရားစီရင်ရေးအဲ့လောက်တော့လွယ်လားတို့ထုတ်တဲ့စာကိုရော PDF အားပေးတဲ့သူတွေကယုံလားကျွန်မမေးချင်တာလေ PDF အားပေးတဲ့သူတွေထဲမှာစာပတ်တ်ပေမတ်တက်ကတော့များတယ်ဒါပေမဲ့စာတက်ပေတဲ့သူလည်းများရှိရယ်လေအဲ့ဒီလူတွေကအဲ့စာလေးကြည့်ပြီးယုံလားဟွယုံလားလို့ဒါတကန့်ပေါ့နော် တော့နောက်ထပ်ခန့်အကြတော့ဒါဆိုရင်ဒါလုံခြုံရေးအနေနဲ့ဒီပြည်သူတွေမဆောက်ရှောက်နိုင်နိုင်တဲ့အခြေအနေတစ်ခုပါပဲရှင့်ဟိုဖြစ်စင်မှာတော့တာမီနအူဆောက်ရှောက်နိုင်လိုက်တယ်။ဒါကြောင့်ရလက်ကောင်ထွက်ခဲ့တယ်။ပြည်သူတွေရဲ့အသက်အိုးရေးစီးစိမ်ပေါ့နော်မဆုံးရှုံးခဲ့ဘူး။ဒီနအူကိုတော့နိုင်ငံတော်ကမဆောက်ရှောက်နိုင်ခဲ့ဘူးလို့ကျွန်မပြောချင်တယ်ပေါ့နော်။မဆောက်ရှောက်နိုင်ခဲ့ဘူး။လုံခြုံရေးတပ်ဖွဲ့ဝင်တွေနေနဲ့မဆောက်ရှောက်ပေးနိုင်ခဲ့ဘူး။ဒါကြောင့်ဒီနအူရဲ့အသက်ဟာဆုံးရှုံးခဲ့ရတယ်ရှင်။ PDF တွေရဲ့အကြမ်းဖက်မှုတွေတပ်ဖြတ်မှုတွေကတော့နေ့စဉ်နေတိုင်းဖြစ်ပေါ်နေရပဲ။သိလား။ကျွန်မတို့ကခါကြရင်လေ သူတို့တွေစိုးတာကိုကျမတို့သိတယ်အတိုင်းမဲ့ဒီစိုးတဲ့အရာပေါ်မှာပဲကျမတို့လက်ညှိုးထိုးပြီးတော့သူတို့ကြောင့်ဖြစ်တယ်ဆိုပြီးလုပ်လို့မရအောင်ကျမတို့သူတို့နဲ့တူလို့မရအောင်ရှင့်သူတို့ကဘာဖြစ်ဖြစ်စစ်တပ်အဖြစ်ဆိုပြီးလုပ်နေတာသိလားသူတို့ကဘာဖြစ်ဖြစ်စစ်တပ်ကြောင့်ဆိုပြီးလုပ်နေတာသူတို့အိမ်မှာမလကာပင်လေးပေါက်လာတော့မှစစ်တပ်ကြောင့်ဆိုပြီးပြောချင်ပြောတာသူတို့အိမ်မှာနော်ထမင်းအိုးလေးပေါက်သွားရင်တော့မှစစ်တပ်ကြောင့်ဆိုပြီးပြောချင်ပြောတာလာကျမကရိုးရှင်းတဲ့ဥပမာလေးပြောရအောင်နော်ယောက်ျားကျမညီမယောက်ျားလေးတယောက်သာဆိုရင်ဒီတက်ဆိုးတဲ့ဥပမာလေးပြောတတ်တယ်တချို့ပြောတတ်တယ် ဗာလဲကတော့ကတော့ကျွန်မပြောပြရတော့ယောက်ျားလေးပြောတဲ့ပုံစံကျွန်မပြောပြတာသူညမမှာဘိုက်ကြီးနေတော့မှစစ်တက်ကြဆိုပြီးပြောရင်ပြောမှာတဲ့တကယ်သူတို့ကအဲ့လိုမျိုးလက်ညှိုးထိုးနေတာကျွန်မတို့ကသူတို့လိုလုံးလို့မရအောင်ရှင့်ဒီကောင်လေးစိုးနေရကျွန်မတို့သိရဒီကောင်လေးအကျမ်းပတ်နေရကျွန်မတို့သိရဒီကောင်လေးရှင်းဖို့အတွက်ကျွန်မတို့စူးစမ်းရမှာအခုတူညီတဲ့ဖြစ်စဉ်မှာလုံချိုးတက်ဖက်ဝင်နေစူးစမ်းလှုပ်ဆောင်လိုက်တဲ့အတွက်ကောင်းမွန်တဲ့ရလဒ်တစ်ခုရှိပြီးတော့လုံချိုးတက်ဖက်ဝင်နေအားနေတဲ့အခြေအနေတစ်ခုမှာအားနေတဲ့နေရာတစ်ခုမှာကြတော့စိုးရွားတဲ့ရလဒ်ဖြစ်သွားတယ်ရှင့် ဒါကျွန်တော်တို့စဉ်းစားမယ့်ကိစ္စပါလုံခြုံရေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ပြည်သူတွေကိုပို့ပြီးတော့စောင့်ရှောက်ပေးဖို့လိုပါတယ်ဒီတော့ကျွန်တော်တို့ကတော့ PDF တွေဆိုတာသိနေရပဲရှင် PDF တွေနိုင်အောင်လုပ်ဖို့ကလည်းကိုတောင်းအောင်မယ်လေဟုတ်တယ်မလား PDF တွေဖြစ်စည်းလို့လက်စမီရေပြတ်တယ်ဆိုတာမျိုးကလည်းဒါတက္ကန္ဓသူတို့ဖြစ်စည်းရတက္ကန္ဓကိုကတိုးတောင်းလောက်အောင်မှာတက္ကန္ဓနော်အခုလည်းဒီလိုပဲ PDF တွေလူတွေတတ်နေရဆိုတာသိရဒါတက္ကန္ဓဒီကောင်တွေကိုအမြင့်ဖြတ်ချိန်မုန်းဖို့အတွက်ကျွန်တော်တို့စူးစမ်းရမှာတက္ကန္ဓရှင့် ဲ့လိုခန္ဓာလေးခွဲပြီးတော့စဉ်းစားမှပဲကျမတို့ပြည်သူတွေလုံခြုံရေးရတနေ့ထက်တနေ့ပို့ပြီးတော့ဟိုအစ်စ်မြင့်လာမှာပေါ့နော်ခြံစည်းဥကာလို့ပေါ့ရှင်ဒီနေ့အုတ်တစ်ခုစီလို့ရှင်ဒီလောက်မြင့်သွားမယ်နောက်နေ့ထက်စီဒီလောက်မြင့်မယ်မစီပဲထားရင်တော့ဒီတိုင်းပဲရှိနေမှာပဲနော်ဒီတော့ကျမတို့ကလုံခြုံရေးအတွက်အုတ်ကိုစီမာလာအုတ်မစီပဲဒီတိုင်းထားမလားဆိုတာအဲ့လုံခြုံရေးလောက်တဲ့သူရဲ့ရွေးချယ်ရပဲရှင်ပီကျက်တွေစိုးတယ်ဆိုရင်ရအောင်နေနေဘာမှအားနာနေကြမလို့အကျမ်းမတ်သမားအကျမ်းမတ်သမားလိုပဲနှိမ်နှင်းပေးပါရှင် ဂိတ်တွေမှာ PDF တွေဖြတ်တန်းသွားလာနေတာအများကြီးသိလား PDF တွေနဲ့ပတ်သက်ပြီးတော့ချို့ရပတ်စံယူပြီးလှုပ်ရှားနေတဲ့သူလည်းရှိတယ်ကျမတို့စီလည်းတရင်ကရောက်တယ်ကျမတို့သိရချို့ကိစ္စတွေဒါတွေလုံနေတာတွေရောမရက်တက်တဲ့ဟုတ်လားဒီလိုမျိုးဟာတွေတွားမစည်းကြက်တဲ့ဟုတ်လားဒီကောင်လေးလှုပ်ရှားစရာနေရကျင်းတဲ့ကျင်းအောင်မလုပ်သင့်ဘူးလားဒီလိုလုံးမှပြည်သူတွေလည်းအေးချမ်းပါရှင်တရားဥပဒေစိုးမိုးရေးဆိုတာကိုကပဲလောက်ရတာပါနော် PDF တွေကိုတော့သွားပြီးတော့အကြမ်းဖက်မှုကိုလျှော့ပါလို့ကျမတို့တော့ပြောလို့မရအောင်ရှင်အဲ့ဒါသေးကြတယ် နော်ဘသူသွားပြောရဲလဲပြောဘသူသွားပြောလို့နိုင်လဲသူတို့ဘသူဩဇာညောင်းလဲသူတို့ရဲ့အဖေဖြစ်တဲ့အညူးကြီးတော်ဩဇာမညောင်းလားဒီရလူတွေပြောရနားထောင်မတဲ့လားအဲပီတက်ဒီပြည်သူတွေလုံခြုံရေးအစ်စင်မပြေလို့မင်းတို့အကြမ်းဖက်ဖို့နေနဲ့ရှော့လောက်ပါလို့ပြောလို့ရလားမရဘူးလေဒီတော့မဖြစ်လဲကိုကပဲတိုးပြီးတော့နှိမ်နှင်းလိုက်ကိုကပဲတိုးပြီးလုံခြုံရေးကိုလှုပ်လိုက်မယ်ဆိုရင်ကြီးမြသွားမှာပေါ့ဒါတရင်သုံးသက်ချက်လေးကနေကျမအနေနဲ့တောင်းဆိုတာပါရှင်ပြည်သူတွေရဲ့လုံခြုံရေးရတော့ ကျွန်မတို့လည်းရှင်းပြရအောင်ရှင်ဘယ်တော့တော့လုံခြုံတဲ့အခြေအနေတခုလို့မမြင်အောင်ရှင်းသေးလားဘယ်မြို့မှာနေနေလုံခြုံခြင်းမရှိဘူးဒီကောင်နေအားလုံးလက်ထဲမှာခန်းအနေရောက်နေပြီကျွန်မတို့ရဲ့အသက်တွေကတန်ကြေးရှိနေတယ်ဒီတော့ပြည်သူတွေအနေနဲ့လည်းသတိထားပြီးနေထိုင်ဖို့လိုသလိုလုံခြုံရေးတပ်ဖွဲ့ဝင်တွေလည်းအခုထပ်ပို့ပြီးတော့စ조사တင်ပါတယ်ရှင်ပြည်သူတွေကစိတ်မလုံခြုံမှုတွေတဲ့နေထိုင်နေရတဲ့နှစ်တရာအရန်ကြာနေပြီဖြစ်တဲ့အတွက်ဒီလိုနေ့ရက်တွေအမြန်ဆုံးအဆုံးသတ်ဖို့ကလုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့စွမ်းဆောင်ရည်တွေသာတတ်ဆိုင်ပါတယ်ရှင်ကျွန်မပြောသလိုပေါ့ PDF ကိုတော့အကြမ်းဖက်ရှော့လုပ်ပါလို့ပြောလို့မရဘူး ဒီတော့မဖြစ်လေကိုကပဲတိုးပြီးတော့နှိမ်နှင်းပေးပါရှက်ဒါလေးကကျမသတင်းသုံးသပ်ချက်လေးကနေပြည်သူတွေရဲ့စာနာလေးကိုလည်းပူထွက်ပြီးတော့တင်ဆက်ပေးတာဖြစ်ပါရရှင်ဒီပပြည်သူများရှင်ကျမအခုသတင်းလေးကတော့ဗောနော် NUG နဲ့နည်းနည်းပတ်သက်တာလေးတင်ဆက်ပေးပါမယ်ဟောသူတို့ဘက်ကသတင်းလေးရလဲခါကျရင်တင်ဆက်ပေးရတယ်ရှင်ဒီကတင်ဆက်ပေးရတယ်ဘာကြောင့်လဲဆိုတော့မိဘပြည်သူတွေဘူးတုတရရစေခြင်းလို့ပါရှက်သူတို့ဟာဘလောက်ထိအောင်မှ ညံနေတဲ့အလုပ်တွေလုပ်နေလဲဆိုတာလေးမိဘပြည်သူများသိဖို့လိုတယ်ပေါ့နော်သူတို့အတွက်ကျမသမိုင်းမှတ်တမ်းတင်ပေးတာပါကြားရရနေလေအဲ့တော့အခုကျမပြောပြမှာကဒီမေလ9ရက်နေ့မှာဆိုရင် NN NNUG ကို NN တရားဖြစ်ကုန်ပြီသူတို့ကနည်းနည်းတူတူပဲဆိုတော့လေတကယ်မှကျမလည်းခါကျရောတယ် NUG ကယာယီသမရဆိုသူဒူဝါလက်ရှိလာနေပြီးတော့ PDF ဖွဲ့စည်းမှု၄နှစ်ပြည့်တဲ့မေလ9ရက်နေ့မှာမေကွန်းတစ်ခုပြောခဲ့ရရှင့်သူမေကွန်းပြောတဲ့ပုံလေးကျမပြောပြပါမယ်နော် သူတို့ဒီအညူကြီးကခန့်ထားတဲ့ဒူဝါလက်ရှိလားမြန်မာစကားတော်တော်မကျွမ်းတာတိလားကျွန်တော်တော်တော် အားစားပြီးနားထောင်ရတဲ့ရှင့်အဲ့လိုတော့ရှိရပါတော့ဟိုဘယ်လိုပြောရမလဲတော်တော်ကိုမြန်မာစာအောင် အားနေတယ်ပေါ့နော်ကြည့်ရတာမေကိုးတော်မှသူကြည့်ပြီးတော့ဖတ်ပြီးတော့ပြောနေရတဲ့ပုံစံပါပဲရှင့်ဒါမှမဟုတ်သူလုံးနေတာပေါ့နော်စကားအဲ့လိုတော့ရှိပါတယ်တိုင်းသားဆိုတော့လေဒါမြန်မာစကားအားနေတာတော့မပြည့်ရလို့တော့မပြောချင်ပါဘူးရှင့်အဲ့တော့ကျွန်တော်တော်တော်သိချာနားထောင်ရတယ်အဲ့တော့သူပြောထားတာပါလဲဆိုရင် နွေဦးဒေါ်လာရေးရတဲ့ဖခင်တဲ့သူကကြပြဆန်ဆန်လေးသွားတယ်တကျတယောက်ကသူ့ရေးပြရတယ်တူရတယ်သူ့လိုမျိုးမြန်မာစကားအောင်မှတေချာနေလို့ကိုယ့်အောင်မပြောတတ်တဲ့သူကတော့ဒီလိုကြပြဆန်တဲ့စကားလုံးတွေခေါင်းထဲထွက်ဆရာအကြောင်းမရှိဘူးသူ့တယောက်ကရေးပြရတေချာတယ်ပေါ့နော်သူကသူပြောတာကနွေဦးဒေါ်လာရေးရတဲ့ဖခင်တဲ့ပြည်သူလူထုကမိခင်တဲ့ PDF တွေကကြတော့သာသမီတဲ့အဲသူကကြပြဆန်ဆန်လေးပြီးတော့ EAO တွေကကြတော့တဲ့ PDF တွေမွေးဖွားတန်းစင်ပေးတဲ့ ้าพွားเสียเสียมาดิเตะตัวอမျိုးဆက်ไปไล่တာအကုန်လုံးနှမ်းစီပြီးတော့လေသူအမျိုးဆက်တဲ့ပုံကရှိရရှိရနော်ရှိရရှိရနေဦးတော်လည်းရအဖေအဲ့ဒီအဖေနဲ့ပြည်သူလေးနဲ့ညားပါဘောနော်ညားပြီးအခါမှာ PDF ဆိုရက်ကလေးကဘိုက်ကြီးလာဘောနော်သူသူ့အတိုင်းကျမလိုက်တွေ့တာပါဘိုက်ကြီးလာဘိုက်ကြီးလာတာကိုအီအိုတွေအားလုံးကဒီကလေးကိုဝိုင်းပြီးတော့မွေးပေးလိုက်ကြတယ်သူနာပြည့်ရဲ့နေနဲ့မွေးလိုက်တော့ဒီကလေးကမွေးလာတဲ့ဥဝဲဆိုပြီးတော့ PDF လေးဖြစ်လာတော့အဲ့မှာအဲ့ဒီမှာခါလဲဘယ်လိုပြောရမလဲဆိုတော့ ဟိုတားဆိုသမီးဆိုပေါ့နော် PDF ကအခုတော့တစ်မျိုးလုံးကိုတစ်နိုင်ငံလုံးကိုຫມွေနေတော့တာပဲတခါတယ်နော်အဲ့လိုတော့ရှိပါအရှင် PDF ဆိုတဲ့တဲ့အဖွဲရပါတော့ပြည်သူဆိုတဲ့ဝန်ကြားတိုက်ကနေပြီးတော့ထွက်လာခဲ့တာအခုဆို၄နှစ်တင်းတင်းပြီးခဲ့ပြီဆိုပြီးတော့ဒီဒူဝါလက်ရှိလာဆိုတဲ့ပုံပေါ်ကပြောထားရချင်းတော့သူကပြောတယ်ပေါ့နော်သူပြောတာဒီ၄နှစ်သားပဲရှိသေးတယ်ဗီတရက်ကလေအာဒီ၄နှစ်သားအဲ့နှစ်သက်တန်းရှည်တဲ့စစ်တပ်ကတော့မှတုံလုံး၆ချောင်းလုံနိုင်ခဲ့တယ်ဆိုတော့သူကလည်းခုံယူဝင်ကြွားစွာနဲ့မိကုံပြောထားပါဘောရှင် ီအချက်လေးကိုတော့ကျွန်မလက်ခံပါတယ်ပီတက်တည်းရဲ့စွမ်းဆောင်ရည်ကိုတော့ကျွန်မလွန်ခဲ့တဲ့နှစ်တည်းနဲ့ရှင်လို့ရှင်တော့တိတ်တော့အထင်မသေးတော့တာအမှန်ပဲဒီကောင်နေအဖြတ်ဆောင်တာတော်တော်ကြီးပါတယ်တော်တော်ကြီးပါတယ်တက်မော်နေလည်းဆုံးရှုံးမှုတွေရှိခဲ့တယ်ဆိုတာအမှန်တရားပါပဲဒါကအမှန်တိုင်းပဲကျွန်မတော့ပြောရမှာပဲလေဟုတ်တယ်မလားသူတို့ဘက်ကလည်းဒီရာပေါ်မှာလှုပ်ဆောင်လာတာက supporting နဲ့ကောင်းလို့ပဲလားဒါမှမဟုတ်ဗမာလူငယ်တွေရဲ့စိတ်တက်ပြင်းထန်မှုကိုအသုံးကောင်းကောင်းအသုံးချတတ်လို့ပဲလားတော့မပြောတတ်ဘူးရှင် သိလားဒါပေမဲ့တက်မတော်အနေနဲ့ထိခိုက်မှုအချို့ရှိခဲ့တာတော့အမှန်တရားပါပဲရှင်ဒါတော့လက်ခံတဲ့ကိစ္စခုလာဖြစ်ပါတယ်ဒါမဲ့ဒီလိုမျိုးအောင်မြင်မှုကြတာသူကလည်းရှိလာပါပြောထားလဲဆိုတော့လေးနှစ်တာအတွင်းနဲ့ဒီစစ်ကောင်စီတပ်ဖွဲ့တွေကိုချိန်မုံနိုင်ခဲ့တယ်ပေါ့နော်ဒါဟာတဲ့တိုင်းသားလက်နက်ကိုင်တော်လိုင်းအဖွဲ့တွေရဲ့ဝိုင်းဝန်းကျေးဇူးပြုမှုကြောက်ပါပဲဆိုပြီးပြောထားပါရဲ့ရှင်သူတွေးထားတာကအညူးချီရဲ့တော်လိုင်းကြီးကိုတိုင်းသားလက်နက်ကိုင်တွေကဝိုင်းဝန်းကူညီဆိုပြီးသူကတွေးထားတာတွေးထားပုံပဲတရားသူပြောတဲ့ပုံစံအရဆိုသူရဲ့တော်လိုင်းကြီးကိုဝိုင်းဝန်းကျေးဇူးပြုဝိုင်းဝန်းကူညီရပုံပဲသဘောတရားတော့ပေါ့နော် ဒါပေမဲ့မြေပြင်မှာဖြစ်နေတာကြတော့အဲ့လိုမဟုတ်ဘူးတိုင်းသားလက်လက်ကိုင်းကသူတို့ရဲ့ဟိုးရှိပူဝင်နေတဲ့ကလေးကရှိနေခဲ့တဲ့ပြည်နယ်ခွဲထွက်ခွင့်တွေပြည်နယ်တွေပိုလိုခြင်းမှုတွေအကျိုးမြတ်တွေပိုရခြင်းမှုတွေကိုဗမာပြည်တဲ့တွေသုံးချသွားတာမြေပြင်အရှိတရားအဲ့လိုမျိုးသူတို့စိတ်ကူးနေတာသူတို့အန်ယူဂျီကိုအားလုံးကဝိုင်းဝန်းကူညီဆောက်ရှောက်ကြတယ်ပေါ့အမှန်ကတော့သူတို့အန်ယူဂျီတွေ PDF တွေကိုဟိုကောင်တွေသုံးစားဖို့အတွက်ကိုပို့ပေးနေတာလူကုန်ကူးနေတာပြောရမယ်ဆိုရင်လူပွဲစားလုပ်နေရပဲเนาะအဲ့ဒါလေးတခုကတော့ဒူဝါလက်ရှိလာအနေနဲ့မသိရတဲ့အတွက်ကျွန်မရှင်းပြပေးရဖြစ်ပါရှင့် ဟိုဒူဝါလက်ရှိလာအနေနဲ့ကြည့်ရတာကျမထက်လက်သက်များကြီးကြည့်ပါလေလေးလေးပေါ့နော်လေးလေးဒူဝါလက်ရှိလာမသိမှဆိုလို့ပြောပြတာပါရှင့် EO တွေကအညူးကြီးဝင်းရံနေရမှာပေါ့နော်အညူးကြီးကလား EO ကိုသွားဝင်းရံပြီးတော့သူတို့ခိုင်းသမျှလုပ်နေကြုံဖြစ်နေရပါရှင့်အဲ့ဒါလေးပဲအညူးကြီးသိစေဖို့အတွက်ကျမပြောပြပေးရဖြစ်ပါရှင့်ဒီတော့ PDF ကလည်းထွက်ပေါ်လာခဲ့တဲ့၄နှစ်ပြည့်ပေါ့နော်၄နှစ်ပြည့်ခဲ့ပြီးအညူကြီးကလည်းသူတို့နဲ့မတိမ်မယိမ်းပဲဆိုတော့၄နှစ်ပြည့်ခဲ့ပြီးဆိုတော့ဒီ၄နှစ်အတွင်းမှာဒီ uncle ပေါ့နော်လေးလေးတို့ဒူဝါလက်ရှိလာတို့အနေနဲ့ဘာတွေဆက်လက်လှုပ်ဆောင်မှုများရှိလဲရှင့် အခုလိုပဲဆက်တိုက်သွားကြမှာလားကျမမေးချင်တာပေါ့နော်ကျမကြားတဲ့မေးကြည့်ရပါရှင်သိလားငင်းချင်ရေးစုနေဝိုင်းနေပါတော့ကျမတို့မရောက်ဘူးရှင်မရောက်ဘူးဒါပေမဲ့ငင်းချင်ရေးစုနေဝိုင်းမှာလဲဆွေးနွေးတဲ့သူတွေကဒီတိုင်းပဲပြောဆိုဆွေးနွေးကြမယ်နဲ့တူပါတယ်ဘာဆက်လုပ်ကြမှာလဲလို့ရှင်မေးမှနဲ့တူတယ်နော်ဘာဆက်လုပ်ကြမှာလဲရှင်ကျမကိုမေးခိုင်းတော့ကျမအဲ့တိုင်မေးမှာဘာဆက်လုပ်ကြမှာတူရလဲရှိလာတော့ဖွဲ့ပေါ့နော်အန်ယူဂျီနေတယ်ဘာဆက်လုပ်မှာလဲအန်ယူဂျီကတော့သိကြတယ်အမြင့်မပြတ်ဘူး ဘာကြောင့်လဲဆိုတော့တို့ကနိုင်ငံခြားမှာနေနေရတယ်လူသက်တန်းကုန်မှာပဲတို့ကလည်းဥစားဖြစ်မှာအဲ့လိုလူသက်တန်းကုန်တော့မှာအန်ယူဂျီဆိုတော့အမွေစိုးတို့ကတို့သားသမီးတွေပေးခဲ့မှာသိလားအဲ့တော့အန်ယူဂျီအနေနဲ့ဘာဆက်လုပ်မှာလဲ PDF တွေဒီလိုပဲတိုင်းစလန်နဲ့ကိုင်နေကြတဲ့မှာအသုံးချခံနေရတဲ့ကိစ္စတွေကိုထိုင်ကြည့်နေမှာလားနော်တက်ပြော်ထောက်ခံတဲ့သူတို့လည်းကျွန်မမမြင်နဲ့အန်ယူဂျီကိုဥစားဖြစ်တဲ့သူတို့လည်းမမြင်နဲ့တာမန်ပဲကျွန်မမေးကြည့်ရဘာဆက်လုပ်ကြမှာလဲအန်ယူဂျီကဟွန်းနိုင်ငံတကာမှာတရားဝင်မှုလည်းမရှိဘူး PDF တွေလည်းအပြည့်အဝသူတို့မထိန်းချုပ်နိုင်ဘူး ်တက်မတော်လဲပြေသွားသလိုမတိုက်ခိုက်နိုင်ဘူးဆိုတဲ့အခြေအနေမှာဘာဆက်လုပ်ကြမှာလဲဒီလိုမေးရတဲ့အကြောင်းရင်းကတော့ရှင်းပါတယ်နော်လုံနေတာတွေကပန်းနိုင်မရှိဘဲနဲ့ပြည်သူတွေပြည်ချက်တွေရဲ့အသက်တွေအလကားဆုံးရှုံးနေရဲ့ရှင်အညူကြီးအဲ့ဒါကိုသိလားဟင်းမြေပြင်မှာပီတက်တွေကြောင့်တရားရဲ့ပြည်သူကလည်းအများကြီးပီတက်တွေကိုယ်တိုင်လည်းစစ်မြေပြင်မှာတရားတာအများကြီးဒါတွေအညွှန်းချဘလို့ပြောပြန်ပြီးတော့ကုစားပေးပါလေဘလို့စီစဉ်ပေးပါလေဆက်လောက်ဖြည့်ကြည့်ကြပါအောင်ကျမဒါလှမ်းမေးပေးတာပါအညွှန်းချကိုဘယ်လိုပြောရမလဲအညွှန်းချဘက်ကပေါ့နော်အညွှန်းချထောက်ခံတဲ့သူကအဲ့လိုမေးခွန်းနဲ့မမေးရဲဘူးရှင်တို့ကလေမမေးရဲတို့ကကြောက်တယ် တို့တေအောင်ကြောက်တယ်အညူကျူကိုဖိနှောင်းအောင်တို့ကကြောက်တာသူတို့တော်လှန်ရေးအစင်အာနာရှင်တော့တို့အလောက်မကြောက်ဘူးအညူကျူတို့တေအောင်ကြောက်တယ်ဘာတလဲဆိုတော့စင်အာနာရှင်ကိုပြောလိုက်ဆိုလိုက်ရင်စင်အာနာရှင်အိမ်ရှိကိုရောက်မလာဘူးအညူကျူပြောလိုက်ဆိုလိုက်ပြီးလို့ရှင်ပီကျက်ကချက်ချင်းအိမ်ရှိရောက်လာပြီးလို့ရှင်အမကြီးတောက်ကျွေးသွားမှာတို့ကသိရဲ့တို့ကသိရဲ့ဒါချင်းရလို့ရှိရဲ့နော်စင်အာနာရှင်ဆိုတဲ့သူကတော့မှဟိုတခုခုပေါ့နော်နိုင်ငံတော်ပုံကန်တဲ့ကိစ္စနဲ့ဖမ်းသွားရင်တော့မှအချိန်တိုင်းလူငယ်တွေမှပြန်လွှတ်ပေးသေးရဲ့ပီကျက်ကသူ့ကိုလွှတ်မှာမို့တကားတပ်လိုက်မှာနော်လွတ်ချင်တန်တရားမှာပဲသွားလွှတ်တော့ဆိုဖြစ်မှာရှင့် တော့တို့ကကြောက်လို့ကျမမေးပေးရကြားတယ်နေဘာဆက်လောက်ကြမှာလဲအညူကြီးဆုံးရှုံးမှုတွေလည်းရမ်းများနေဒီနိုင်ငံတော့ကလည်းတော်တော်အဆင်ပြေဖြစ်နေဘာဆက်လောက်ကြမှာလဲဒါလေးပဲဖြေရပါရှင့်နော်အဲ့ဒီဝါလက်ရှိလာယာယီသမရလို့တော့ပြောတာပဲတို့ခန့်နာဆိုတော့ကျမလည်းယာယီသမရကိုပဲပေးလိုက်တော့မယ်အဓိကတောင်းရှိရသူလို့သတ်မှတ်တာပေါ့နော်မြန်မာစကားတော့လေလုံးပွဲအောင်တို့ကမပြောတတ်ဘူးဖြစ်ကျင်တော့လေတော့ကျမအနေနဲ့ရတယ်မပြောတတ်လည်းပြောတတ်တဲ့ဘာသာစကားနဲ့ပဲပြောတယ်နဲ့ရှင်းပြပေးဘာဆက်လောက်မှာလဲဆိုတာသိကြမှာရှင့်နော်အညူကြီးနဲ့တတ်တဲ့သူတွေတို့ကသတင်းလေးပါနော် ပြီးတော့အငူကြီးရဲ့လှုပ်ဆောင်ချက်တွေကမှားယွင်းနေရဆိုတာလေးစဉ်းစားတတ်ဖို့လိုနေပြီရှင်။ငယ်တွေကဒီလူတွေရဲ့ပြောဆိုမှုတွေနောက်ကိုလိုက်ပြီးတော့ဘဝတွေထပ်ပြီးရင်းနေမယ်ဆိုရင်တော့ဆုံးရှုံးမှာเนาะအများကြီးဆုံးရှုံးမှာကျွန်မမြင်နေ။အငူကြီးကိုဆက်ရုံဆက်တယုံမှာသိကြတယ်။ရုံလေပိုသေးလေးပဲ။သူတို့မယုံတော့ဘူးဆိုတဲ့နေကြမှာအဲ့တိတ်ဆုံးမှုတွေရက်တန်သွားမှာစစ်ပွဲတွေရက်တန်သွားမှာငါတို့ကကိုယ်ကမေးကြည့်ကြအငူကြီးဘာဆက်လုံမှာလဲမေးကြည့်ကြမမေးရဘူးဆိုတော့ကိုယ်ကစမ်းလာပါတော့။ ကိုကဆက်အနာရှင်တော်လှန်မယ်ဆိုပြီးဆက်အနာရှင်အသက်အနာရှင်အသက်တွေမွေးထုတ်ပြီးလိုက်ပြီးပဲဆိုပြီးနောက်နောက်ရချင်လည်းရလို့ရမရချင်လည်းမရနဲ့နော်နေထားလို့ရှိပါရှင်ဒါလေးကကျွန်မတရင်သုံးသက်ချက်လေးကနေပြီးတော့အန်ယူဂျီလုံဆောင်ချက်လေးကိုမေးခွန်းထုတ်ပြတာဖြစ်ပါရရှင်မိဘပြည်သူများရှင်ကျွန်မတရင်သုံးသက်တင်ပြချက်လေးကဒီနေ့မှဒီလောက်နဲ့ပဲရှင်းသားပြရစီရှင်ကျွန်မတရင်လေးတွေကိုအမြဲတမ်းအားပေးခဲ့ကြတဲ့မိဘပြည်သူများအားလုံးဆက်ချမ်းသာကိုကျမ်းမာကြပါစေလို့ကျွန်မတို့ Prime Media မိသားစုမှစုတော်မေတ္တာပို့သအပ်ပါရရှင်